လကမဖလာတော့ရော်နယ်ဒိုရဲ့အန်အားသင့်စရာအပြောင်းရွှေ့ပေါ်တူဂီဘောလုံးစူပါစတာခရစ္စတီယာနိုရော်နယ်ဒိုဟာဒီနေ့ရည်မှာအတင်းပြောင်းရွှေ့နိုင်ပွဲရှိပြီးလာမယ့်ကလကမဖလာပြိုင်ပွဲမှာပေါင်းဝင်ကစားနိုင်ခြေရှိတယ်လို့ FIFA ဥက္ကဋ္ဌကဂါနီအင်ဖာတီနိုကိုရိုင်ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်အင်ဖာတီနိုဟာနာမည်ကျော် YouTuber Insp ရဲ့ channel မှာထူးထူးခြားခြားပေါ်လာပြီးလာမယ့်ကလကမဖလာပြိုင်ပွဲကိုမြင့်တင်ဖို့ကြိုးပမ်းခဲ့ပါတယ်အင်ဖာတီနိုဟာဒီနေ့ရည်မှာအမေရိကန်ပြည်ထောင်စုမှာကျင်းပမယ့်ပြိုင်ပွဲပေါ်လူစိတ်ဝင်စားမှုနည်းပါးနေတာကိုမြင့်တင်ခြင်းပုံရပါတယ် ရနိုဒိုရဲ့ပြည်သက်ကြီးဖြစ်တဲ့အိုင်းဆိုစပီကပေါ်တူဂီတိုက်စစ်မှုဒီပြိုင်ပွဲမှာကစားနိုင်ခြင်းရှိမရှိကိုမေးမြန်းခဲ့ရမှာတော့အင်ဖာတီနိုကဖြစ်နိုင်တယ်လို့ဖြေကြားခဲ့ပါတယ်။တပ်ပြင်ပြိုင်ပွဲဝင်ကလပ်အသင်းတွေနဲ့ရနိုဒိုတို့ကြားအပြောင်းအလဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေရှိနေပြီလို့လည်းသူကထပ်လောင်းပြောဆိုခဲ့ပါတယ်။ဗီဒီယိုထဲမှာအင်ဖာတီနိုကခရစ်စတီယာနိုရနိုဒိုဟာအသင်းတွေတင်းအတွက်ကစားနိုင်ပါတယ်။ကလပ်အသင်းတို့နဲ့ဆွေးနွေးမှုတွေရှိပါတယ်။ဒါကြောင့်ကလပ်ကမှဘလောက်တော့ရနိုဒိုကိုခေါ်ယူဖို့စိတ်ဝင်စားတဲ့ကလပ်အသင်းတွေကြီးနေတယ်ဆိုရင်ဘယ်သူသိနိုင်မလဲ။ရတဲ့တပတ်အနေငယ်တော့ကြားမသေးတယ်လို့သူကပြောဆိုခဲ့ပါတယ်။ ီလို FIFA ဥက္ကဋ္ဌကိုယ်တိုင်ကရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီးထုတ်ပေါ်ပြောဆိုတာအားအသေးစရာကောင်းတဲ့ကိစ္စရပ်တစ်ခုပါပဲဒီတိုးချဲ့ထားတဲ့ကလပ်ကပဖလာပြိုင်ပွဲဟာ Infantino ရဲ့နှစ်ပေါင်းများစွာကြာစီမံကိန်းဖြစ်ပါတယ်ဒါပေမဲ့ဒီပြိုင်ပွဲကိုမြင့်တင်ရေးမှာအောင်မြင်မှုတိတ်မရခဲ့ပါဘူးဒီပြိုင်ပွဲကိုဒါဇန်ရုပ်တန်လိုင်းနဲ့ဒေါ်လာ10ဘီလီယံတန်ဖိုးရှိတဲ့သဘောတူညီချက်ရရှိပြီးမှသာကေတင်နိုင်ခဲ့တာပါကမ္ဘာကြီးဆုံးကလပ်အသင်းတွေနဲ့ကစားမောင်းတွေပါဝင်နေပေမဲ့ပြိုင်ပွဲပေါ်စိတ်ဝင်စားမှုကတော်လေးနေပါနေစေဖြစ်ပြီး Infantino ကလာမယ့်ဇွန်လမှာစတင်တော့မယ့်ပြိုင်ပွဲအတွက်ဆေးလုံရှာမှုကိုမြင့်တင်ဖို့ကြိုးပမ်းနေပါတယ် ရနဒိုအနာစာအသင်းကလေထွက်ပေါ်မယ်ဆိုတဲ့ကောလာဟာလာတွေကိုတောင်းအုံပြုပြီးပရိသတ်ရအာယုံဆိုင်မှုကိုဆွဲဆောင်မှုစ조사နေတာကိုတွေ့ရပါတယ်။ဒီလိုကောလာဟာလာတွေပြည့်နေနေချိန်မှာအနာစာမှာရနဒိုရဲ့အနာဂတ်ကလည်းမရေမယားဖြစ်နေသေးပါပဲ။အနာစာအသင်းကကလပ်ကမ္ဘာဖလားဝင်ခွင့်မရခဲ့တာကြောင့်ရနဒိုဟာဒီပြိုင်ပွဲမှာကစားခြင်းနဲ့ဆိုရင်ပြိုင်ပွဲဥပဒေရထားတဲ့အသင်းတင်းစီကိုပြောင်းရွှေ့ဖို့လိုအပ်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းတွေအရရနဒိုဟာအနာစာကနေထွက်ပေါ်ပြီးကလပ်ကမ္ဘာဖလားကိုရှင်ပြိုင်ခွင့်ရှိတဲ့ Sorry Club အဟီလေအသင်းကိုပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေပါတယ်။အဟီလေအသင်းကလာမယ့်ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာအုပ်စုအိတ်မှာစပိန်ထိပ်သီးကလပ်ရီယယ်မက်ဒရစ်မက္ဆီကိုကလပ်ဘက်ချူကာနဲ့ ။ဩစတြေးလျကဆော့စ်ဘတ်ဒင်းနိုနဲ့အတူရှင်ပြန်ရမှာပဲဖြစ်ပါတယ်။တကယ်၍ရော်နယ်ဒိုသာအဲဒီလေကိုပြောင်းရွှေ့ပြစ်ခဲ့ရင်သူ့ရဲ့တရားရီယယ်မက်ထင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ့်ခွင့်ရေးကိုရရှိမှာပဲဖြစ်ပါတယ်။ဒါကြောင့်ရော်နယ်ဒိုဟာအတရားကိုပထမဆုံးချင်းပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီးဒါဟာဘောလုံးပရိသတ်ကြီးကြောင့်မှအကြီးမားဆုံးစိတ်ဝင်စားစရာဖြစ်တဲ့တစ်ခုဖြစ်လာမှာပါ။အင်ဖတီနိုရဲ့ဩဇာလွှမ်းမိုးမှုနဲ့အတူရော်နယ်ဒိုကကလပ်ကပ်ဖလားမှာနောက်ထပ်ဖလားတစ်ခုထပ်ပေါင်းဖို့ရှင်းပြနိုင်ပွဲရှိနေပါတယ်။ဒါဟာသူ့ရဲ့ဘောလုံးလောကသမိုင်းအတွက် မတန်ကောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ပရိသတ်တွေတော့လည်းစိတ်လှုပ်ရှားစရာဖြစ်လာမှာပါလက်ရှိကမ္ဘာဘောလုံးလောကရဲ့စာမျက်နှာအသစ်ကလပ်ကပဖလားမှာခရစ္စတီယာနိုရော်နယ်ဒိုပါဝင်လာမလားဆိုတာကတော့ဘောလုံးပရိသတ်တိုင်းစိတ်ဝင်စားစောင့်ကြည့်နေမယ့်အခြေအနေတစ်ခုဖြစ်လာပါလိမ့်မယ်ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့